အဲ့ဒီသဘောကိုပြောတာရှင်တော်ကလူတွေကဘာလူမျိုးဆိုအခုချိန်မှာဒီနိုင်ငံမှာဗမာလူမျိုးတွေနေပြီမဲ့နောက်တစ်ချိန်ကျတော့ဗမာလူမျိုးရှိချင်မှရှိမှာရောလို့မရနော်အခုအိန္ဒိယနိုင်ငံမှာဖျားလက်ထက်ကအခုရှိတဲ့ကလားတွေကဖျားလက်ထက်ကကလားတွေမဟုတ်ဘူးဒါလူမျိုးပြောင်းသွားပြီအခုပုံစံတွေကြည့်ပြီးတော့ဖျားကိုကလားမျက်နှာနဲ့ထူရင်တော့မမှန်ဘူးပေါ့ တမိုင်းကိုကြည့်မယ်ဆိုလို့ရှင်အခုပုံစံနဲ့ကြည့်လို့မရဘူးဘယ်ဟာမှနော်ခုပုံစံနဲ့ကြည့်လို့မရရှင်ချင်းမှုဆိုတာကိုလည်းပဲလိုက်ကြည့်တော့သတ်မှတ်လို့မရဘူးဒါတွေကရှင်ချင်းမှုဆိုမြန်မာလူမျိုးတွေရဲ့အစားပကန်းဆိုလို့ရှိရင်ပမာလူမျိုးတွေဟာအများကြီးပြောင်းသွားပြီပကန်းကိုရှင်ချင်းမှုထားမယ်ဆိုရင် ပကံကစတုံးမျိုးဘယ်သူထားမလို့ခုပကံကဝတ်တဲ့အဝတ်မျိုးဘယ်သူဝတ်မလဲရှင်ကျေမှုတွေပြောင်းပါပြီဆိုတာလက်ခံမထားနော်ခုချိန်အဲ့လိုသွားထားပြီးဝတ်ရင်တမျိုးတော့ထင်ပါမယ်အဲဝင်းထဲမှာဝတ်ရင်ကစားပြုဒေဝဝင်းတို့ရာဇဝင်းတို့ဆိုရင်ဆာရီမိုနီရဲ့ dress တော့လက်ခံမှာပေါ့ ဘာပဲဖြစ်ဖြစ်တမိုင်းအမြင်ဆိုတာအဲ့ဒါကိုပြောတာတိတ်တုံးကရှိတယ်ခုချိန်နဲ့သွားပြီးမနှိုင်းရှင်နဲ့အဲ့တော့မြန်မာတွေရဲ့ယဉ်ကျေးမှုဆိုတာဘာလဲခုကယဉ်ကျေးမှုတွေပြက်ကုန်ပြီနဲ့အောနေကြတာဘာကိုပြောနာလဲဗမာရဲ့ယဉ်ကျေးမှုဆိုတာလူကြီးသူမတွေကိုယဉ်သိနေစားတယ်လူကြီးတွေရှင်းသွားရင်ကိုင်းသွားတယ်ဟုတ်ဖျားတရားယဉ်သိနေစားတယ် ပေးတဲ့အခါလက်နှစ်ဖက်နဲ့ပေးတယ်လက်နှစ်ဖက်နဲ့ယူတယ်ဒါဗမာရင်ချင်းအဲ့ဒါတော့ပြောင်းလဲမရှိစေရစပင်သွားပြီဗမာရင်ချင်းမှုပြတ်တယ်လို့သွားပြောရင်ကိုကြိုက်တာထားနေကြတာကိုဟာအဲ့ဒါယဉ်ကျေးမှုနဲ့မဆိုင်ဘူးလို့ပဲတွေ့ရအောင်အဝတ်စားစင်မှုရောယဉ်ကျေးမှုလို့ပြောလို့ရမလားမရဘူးယဉ်ကျေးမှုလို့ပြောရင်ပကန်းခကလို့ဟာမျိုးပြောင်းဝရမယ်တော့အင်းဝခေပြောင်းဝရမတူတော့ဘူးလေ မနလေးခဲနဲ့တောင်မတူတော့အဲဘယ်ဟာဟိုယဉ်ကျေးမှုလို့သတ်မှတ်မလို့မရဘူးအဝန်ဆောင်နဲ့လည်းသတ်မှတ်လို့မရဘူးအဲကြောင့်မို့လူတွေကဟာယဉ်ကျေးမှုတွေပြက်ကုန်ပြီပြက်ကုန်ပြီဘာမှမစိုးရင်နဲ့အရေးကြီးတာစိတ်တက်ကအရေးကြီးတယ်နော်ကိုလူမျိုးကိုဘာသာဒီပြဟာမပြောနဲ့ဘာသာစကားလည်းပြောင်းတာပဲအားလုံးကပြောင်းနေတာချင်း မြတ်စွာဘုရားဟောတော်တဲ့ဝေယဓမ္မသင်္ခါရ ever change အားလုံးအမြဲပြောင်းနေတယ်ဆိုတော့သဘောပေါက်တာပဲမပြောင်းအောင်ထိမ့်သိမ့်ဆောင်းဆောင်းမှာတော့ရှင်ကျေးတဲ့စိတ်တပဲဒါပဲထိမ့်ရမှာကျန်တာတော့ကြိုက်တယ်လို့လုံးမှာပဲကောင်းကိုလည်းကြိုက်တယ်လို့လုံးမှာသူကောင်းမယ်လေကိုကောင်းမှာမဟုတ်ဘူးကြိုက်တဲ့အရာကိုဆိုးလိမ့်မယ်သူ အဲ့ဒါကိုလူကြီးတွေဆိုရင်တကြီးဟိုးညောင်မင်းရွာမှာပေါ်တော်မူဆရာတော်ကြီးကသူ့เจ้าနေလို့ရှင်ဆေးရွယ်ဝိုင်းနဲ့နေရမယ်ဆိုပြီးပြည့်ညတ်တယ်ဖိုးကေးမထားရသူပြည့်ညတ်နိုင်တော့တော့တော်လေးတော့ဟုတ်တယ်လို့လို့ရှင်လားနောက်မကြောက်ဘူးတယောက်ကဘူကေးဆိုအကုန်လုံးဘူကေးတွေဖြစ်ကုန်ထိတ်လို့မရဘူးဒါလည်းเนาะထိတ်မရဘူး ကဲကြောင်းလဲလာတဲ့သဘောလေးတွေကိုတတိပြုတ်တတ်ဖို့ပေါ့နော်တမိုင်းဆိုတာတိတံခောပနတမိနာထူခါ၌အင်္ဂလိပ်က on that occasion မှာထူခါဆိုတာအဲ့ဒီခေတ်ကကကုတန်တော်ကကုတန်တာအမိရတော်ဖရာရဲ့ဘွဲတော်ကိုကကုတန်ခေါ်ကြတယ် အပြည့်ဆုံးကကကုတန္တအဲ့တော့ဗမာတချင်းနေတယ်မှာကကုတန္တခုံဟောနာခုံကသဝခုံနဲ့ခုံတွေလျှောက်ထည့်ပြီးတော့မှန်တော့ကောနာကမနာကိုကောနာခုံလို့ခေါ်လိုက်တာခမနာကိုခုံလို့သုံးတဲ့စကားဟိုခုံနဲ့မဆိုင်နော်အဲ့တော့ကကုတန္တမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဟောတိပွင့်တော်မူလာ၏ အဲ့ဒီချိန်တုန်းကလောကမှာကကုသနာမြတ်စွာဘုရားပွင့်တော်မူတယ်။ဥပ္ပန္နော